ကလေးများကြီးထွားဖွံ့ဖြိုးမှုအတွက်ပရိုတင်းဓာတ်ပရိုတင်းဓာတ်ကိုအသက်ရှင်ရည်ရည်အတွက် အခြေခံအုတ်မြစ်အဖြစ်သတ်မှတ်နိုင်ပါတယ်ပရိုတင်းဓာတ်သည်ကြွက်သားအရေပြားကိုအင်္ဂါများသွေးဆက်ပင်လက်သေးစသည့်တ िश ူးများကိုပြန်လည်ပြုပြင်ရန်အပါအဝင် ခန္ဓာကိုယ်၏အရေးပါသောလုပ်ငန်းဆောင်တာများတွင်အ धिक အခန်းကဏ္ဍမှပါဝင်ပါတယ်ခန္ဓာကိုယ်အထူးရောက်ဆုံးလှုပ်ဆောင်နိုင်မှုပရိုတင်းနှမျိုးလိုအပ်ပါတယ် complete protein ကီဝပရိုတင်းမှာအစားအစာများမှာကြက်ဥအသားငါးနို့နှင့်နို့ထွက်ပစ္စည်းတို့ဖြစ်ပါတယ်ခန္ဓာကိုယ်အတွက်လိုအပ်သော အမိုင်နိုအက်ဆစ်များအားလုံးပါဝင်ပါတယ် incomplete protein မကီဝပရိုတင်းမှာအစားအစာများမှာတကြသည်ညီပဲတဲမျိုးစုံစသည်တို့ဖြစ်ပါတယ်အမိုင်နိုအက်ဆစ်အားလုံးမပါဝင်တော့လဲအခြားပရိုတင်းများနဲ့ပေါင်းစားပါကခန္ဓာကိုယ်အတွက်အသုံးဝင်ပါတယ် အမိုင်နိုအက်ဆစ်အမျိုး20ရှိတော်လဲကုမျိုးကိုခန္ဓာကိုယ်ကမထုတ်လုပ်နိုင်ပဲအစားအစာမှရယူရပါပြီကလေးများကျန်းမာစွာကြီးထွားဖွံ့ဖြိုးရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ essential amino acids တွေဖြစ်တယ်ပရိုတင်းကကြီးထွားမှုကိုဘလို့အထောက်အကူပြုတယ်လဲအရက်နှစ်ကို၄ချိန်တိုးတက်စေခြင်းအရိုးဖွံ့ဖြိုးမှုကို အားပေးပြီးအရက်ရှည်လာစေပါတယ်အုံနောက်ဖွံ့ဖြိုးခြင်း ဉာဏ်ရည်လှုပ်ဆောင်မှုကိုမြင့်တင်ပေးသောအာယုံကြောဆိုင်ရာပစ္စည်း neurotransmitters တွေဖန်တီးရမှာအထောက်အကူပြုတယ်။ကိုခံအားစနစ်အားကောင်းစေခြင်းကိုခံအားတုံ့ပြန်မှုအတွက်ပရိစီဝပစ္စည်းများဖွဲ့စည်းရာတွင်အရေးပါပါတယ်။ဒဏ်ရာပျောက်ကင်းမြန်စေခြင်းတ िश ူးများကိုပြုပြင်ပေးပြီးဒဏ်ရာမြန်မြန်ကျက်စေပါတယ်။ပရိုတင်းကအရက်ရှည်စေရန်ဘလို့ကူညီတယ်လဲ။တည်အယိုးကြီးထွားမှုကိုလှုပ်ဆောင်ပေးတဲ့ insulin like growth factor 1ဟော်မုန်းထုတ်လုပ်မှုကိုမြင့်တင်ပေးခြင်း ၌အယိုးဖွဲ့စည်းမှုကိုအားပေးခြင်းနုနယ်သောအယိုးနုများကိုမာကျောသောအယိုးများအဖြစ်အစားထိုးပေးပြီးရှေလျားတမာသည့်အယိုးများဖြစ်ပေါ်စေတယ်။၃အယိုးရှိထွက်ရန် ကုန်ကျန်းပံ့ပိုးခြင်းအရွယ်ရောက်မြန်တဲ့ကာလမှာအယိုးရှိထွက်ဖို့ရန်အမိုင်နိုအက်ဆစ်တွေထောက်ပံ့ပေးပါရယ်။ကလေးများအတွက်လိုအပ်တဲ့ပရိုတင်းပမာဏအသက်တစ်နှစ်မှသုံးနှစ်အတွက်တစ်နေ့တာ ပရိုတင်းလိုအပ်မှုမှာ73ဂရမ် အသက်၄နှစ်မှ၈နှစ်အတွက်တစ်နေ့လာပရိုတင်းလိုအပ်မှုမှာ၁၉ဂရမ်အသက်၉နှစ်မှ၁၃နှစ်အတွက်တစ်နေ့လာပရိုတင်းလိုအပ်မှုမှာ၃၄ဂရမ်အသက်၁၄နှစ်မှ၁၈နှစ်အတွင်းယောက်ျားလေးအတွက်တစ်နေ့လာပရိုတင်းလိုအပ်မှုမှာ၅၂ဂရမ်အသက်၄နှစ်မှ၁၈နှစ်အတွင်းမိန်းကလေးအတွက်တစ်နေ့လာပရိုတင်းလိုအပ်မှုမှာ၄၆ဂရမ်ပရိုတင်းတက်မလုံလောက်ပါကဘာတွေဖြစ်နိုင်တယ်လဲကြီးထွားမှုနောက်နေခြင်းအာနေခြင်း ပင်မလွယ်ခြင်းဉာဏ်ရည်စွမ်းဆောင်မှုကြဆင်းခြင်းအာယုံစူးဆိုင်မှုယောနေခြင်းယောဂပိုကူးဆက်မှုများလာခြင်းစိတ်မတည်ငြိမ်မှုများခြင်းတို့ဖြစ်ပါတယ်